ီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရင်နော်ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရင်မခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအခု PK ထုံးကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲနဲ့ကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာဒီနာ PK ထုံးကဒီမှာကိုထုံးလုံးဝင်ကကျွန်တော်တို့ မောင်အလုံးမဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုစဉ်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ပရိသတ်အလုံးရဲ့အချစ်တော်နော် MTV4 တရုတ်ဆောင်မင်းသမီးမပိုးချဖြူခင်ဆိုလို့ရှင်တော့ဒါအကုန်လုံးလဲတီးကြမှာပါရှင်သူ့ရဲ့ယောက်ျားကိုထွန်းအားဆိုလို့ရှင်လဲနော်မိမောက်တအားကျူးတာနော်အခုဆိုလို့ရှင်တော့ဒီအကိုထွန်းနဲ့နော်သူ့ရဲ့ဆိုင်ကဒါဝန်ထမ်းကောင်လေးတို့ရဲ့ဒါပြဿနာဖြစ်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှင်တော့နော် ကိုထွန်းကဒီဝန်ထမ်းကောင်လေးကိုကိုတီလက်ရောက်ပါဒါထိုးလို့လိုက်တယ်လို့ပြောရရှင်သူမလဲဘသူမ ှန်လဲသိရအောင်ဒီ video file လေးကိုကြည့်ကြည့်လိုက်ကြရအောင်ရှင့်ဒီမှာကျွန်တော်တို့မောင်းထုတ်ပါရနော်ဒီမှာနော်ကျွန်တော်တို့မောင်းထုတ်ပါရမှာခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအကူပီကေထုံးကကျွန်တော်တို့ကိုခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲနဲ့ကျွန်တော်တို့ကိုခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာရနာပီကေထုံးကဒီမှာကိုထုံးလုံးဝင်ကကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါကျွန်တော်တို့သူတွေထွက်တော့ထွက်တော့ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိဘဲနဲ့ မောင်းထုတ်လိုက်တဲ့မောင်လေးကနော်ဒါဘလူးမျိုးစပြီးပြဿနာဖြစ်လဲဆိုတာဒါဆက်ပြီးရှင်းပြလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်ကြည့်လိုက်ကြရအောင်ရှင်။ဒီမှာနော်ဒီ TikTok ပါနော်ဒီ TikTok ကိုကျွန်တော်က hotpot စားတဲ့ hotpot စားသွားတဲ့နေ့ညနေပေါ့နော်ညနေကျွန်တော်တို့အလုပ်ပြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော် hotpot စားသွားမယ်ဆိုတော့အပြင်ဝစားလဲလဲပြီးကျွန်တော် TikTok ရိုက်နေတာရိုက်နေတာကမှဖွေးဖွေးရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တာကျွန်တော်ဖွေးဖွေးမရှုပ်နဲ့ရှေ့ရနေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရဲ့၃လေးခေါက်တော့ तू က ရှိရနေလိုက်ရှုပ်တာရှုပ်ရှုပ်ရိုက်ရိုက်ပြီးတုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုပြီးသွားလိုက်တာသွားတော့ကြအဲ့တုံးဖို့ကြံနေရအဲ့တုံးဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်သွားတဲ့အချိန်မှာမပိုးချပြုခဲ့ရင်ဒါလေးကိုမြင်သွားတဲ့အချိန်မှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ဆိုင်ပြည့်ရဲ့ messenger မှာကျွန်တော်ကိုလာပြောတာအဲဒီဝန်ထမ်းညီနဲ့ကလေးညီနဲ့ personal account မှာတင်ဝင်မရှိဘူးလို့လာပြောတယ်ပြောလို့ပြောကျွန်တော်ကအဲ့အဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလို့ပြောပြီးတော့ကျွန်တော်ကအဲဆိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲမျိုးပေါ့နော် ကိုလည်းဘာမှမလုပ်ရပဲနဲ့အဲ तू ကလာရှုပ်တဲ့ဟာကိုအဲကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြီးတော့ဒီနေ့ကျတော့ကိုတို့လုံးရမင်းရတယ်အဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လဲကျွန်တော်လာပြောတာပြောလို့ပြောဟုတ်တယ်လို့ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာရှုပ်တာဆိုအဲ့ဆိုရင်လည်းမင်းရတယ်မပိုင်းဟာတင့်လေးတဲ့မပိုင်းဟာတင်ကျွန်တော်သုံးဖို့လုပ်ရထားသုံးဖို့လုံးပါနေရတယ်ရမ်းမဲတင်လိုက်တာလို့အဲ့လိုပြောပါပြောလို့ပြော तू ကကျွန်တော်နောက်ကိုကတ်လာပြီမင်းကဘာကောင်လို့လဲကျွန်တော်ထိုးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရမလို့ထိုးရထိုးကြည့်လို့ပြောရအဲ့ဒါ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနားကိုထိုးချလိုက်တာပါနော်ထိုးလဲထိုးလိုက်ပြီးပြီးလဲပြောမင်းဘာလို့မှသာမင်းစောက်ကွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့စိုင်းနဲ့ထွက်သွားတယ်အဲ့နဲ့အင်းထွက်သွားမယ်တော့ကျွန်တော် လာစာရှင်းပေးလို့ပြောပြီးသူကလာစာရှင်းပေးတာရှင်းလဲရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကွက်ကိုမမြင်တော့ဘူးလားဘာလို့မှသာမင်းထွက်လိုက်တော့ပြီးရင်လည်းမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်မင်းသူ့ရဲ့လိပ်စာကိုပဲသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိပ်စာရှိရသိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိပ်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမလုပ်ထားမှာဘူးချက်သူလို့လုပ်လို့ရတယ်အေးမိမိသားစုကဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ကြာဖြစ်နေကျွန်တော်ပြောပြောမောင်းချလာသူတည်မောင်းချကျွန်တော်လည်းထွက်လာထွက်လာအခုလုံးဝဝန်ထမ်းပြောင်းနေပိုင်ရှင်ကြောင်းလည်းဘလို့ပဲပြဿနာဖြစ်နေပြီဒီကိုထိလည်းရလုပ်စာကြောင်းတချောင်းမှမရှိဘူးကျွန်တော်ကိုထိလည်းရလုပ်တာလုံးဝမကျင်တတ်ပါဘူးနော်ကြီးနိုင်ငံချင်းလုပ်တာပါဒါလုံးဝ ကြီးနိုင်ငံကြီးလောက်တာပါလုံးဝကိုမတရားမှုပါเนาะလုံးဝကိုကျွန်တော်လုံးဝတန်းကြီးမခံနိုင်ပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကပျော်နေဦးမှာเนาะလုံးဝမကြည့်နိုင်ပါဘူးเนาะ ဒါကတော့အထိုးခံရတဲ့အကူပဲဖြစ်ပါရှင့်။သူကတော့နစ်နာသူပေါ့နော်။ဒါကတော့ဝန်ထမ်းတယောက်ကိုလက်ပါတယ်ဆိုတော့ဒါလွန်နေရှင့်နော်။သူကလည်းပြပြလေးလေးပြောရမှာလေနော်။တကယ်လို့သူမားတယ်ဆိုလို့ရှင့်လေဒါအကူကြီးတောင်းပန်နေဆိုပြီးတော့ဒီဗီဒီယိုပို့သူကဖြတ်ပေးရမှာရှင့်။ဒါပေမဲ့သူကဒီဗီဒီယိုပို့ဖြတ်မပေးဘူးနော်။ဒီတိုင်းပဲထားတာရှင့်။အဲ့ဒီပြဿနာကနော်ဘယ်ကနေစသွားလဲဆိုတော့လေဒါနောက်ထပ်အကူတယောက်ကထပ်ပြီးတော့ရှင်းပြပေးလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင့်။ ဒီနေ့လောလောလတ်လတ်ဖြစ်ထားတဲ့စိန်ဆိုင်ပိုင်ရှင်တဲ့ဝန်တိုင်းရဲ့အကြောင်းကိုဘသူမှန်လဲဘသူမှလဲဆိုတာရှင်တို့ကိုပဲပုံသက်ခိုင်းမိအဲ့ဒီတော့တက်တနာရဲ့အကြောင်းရင်းကိုတို့ကဒီကြားထဲကနေပြီးတော့ပြောပြသွားပေးမယ်ဒိုးဆက်ဆုထားသလားတကယ်လို့လုံးနေရှင်တို့ကလည်းဖြည့်ပေးအောင်เนาะအဲ့တော့လာစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့ရှင်တို့မြန်မြန်သိချင်မြန်မြန်လာလိုက်တော့เนาะအဲ့တော့ပထမနံပါတ်1တစ်ချက် တတနာရဲ့အစပေါ့နော်အဲ့ဒါဘယ်အစလဲဆိုလို့ရှိရင်စိုင်းရှင်ကဟော့ပေါ်လိုက်ကျွေးမှာအဲ့ရောဝန်ထမ်းတွေကစောင့်နေကြတယ်စောင့်နေကြတဲ့အချိန်မှာဝန်ထမ်းကောင်လေးတယောက်နော်ဝန်ထမ်းကောင်လေးဒီ TikTok ကိုစော်တယ်စော်တဲ့အချိန်မှာစိုင်းရှင်ရဲ့ကလေးပါနေအဲ့စိုင်းရှင်ကလေးကကောင်လေးရဲ့ပြောချက်အရာသူဒီကောင်မလေးကိုမလာဖို့မလာဖို့ပြောတယ်ဒါပေမဲ့သုံးဖို့ရိုက်တယ်သုံးဖို့ဆက်လို့မှာကောင်မလေးကပါနေတယ်စိုင်းရှင်ရဲ့ကလေးပေါ့နော်ပါနေတယ်ဒါပေမဲ့သူဒီလာတဲ့တပုတ်ကိုရွေးပြီးတော့တင်လိုက်တယ်အဲ့ထဲမှာလည်းကလေးဒီပါနေသေးပဲ နော်အဲ့တော့သူတို့ရဲ့ site ရှင်ဒီသူတို့ကို site ထဲမှာ TikTok မဆော့ဘူးလို့ရယ် TikTok ဆော့ပြီးတော့ personal account မှာမတင်ဖို့ရယ်ဆိုင်ရာကလေးတွေသူ့ရဲ့ site ရှင်ရဲ့ကလေးတွေကို TikTok သူတို့ရဲ့ personal ဝန်ထမ်းတွေရဲ့ personal account မှာမတင်ဖို့ကိုသူသိပြောပြသားဖြစ်လာတယ်အဲ့ဒါကိုလည်းသူသိတိလောက်တယ်မဘူးချဖြူခင်ကဒါမှားထားတာနော်မဆော့ဘူးသူ့ရဲ့ private account မှာမတင်ဖို့ပြောထားတာနော်ဒါသူကအရင်စပြီးတော့ဒါစီကံဖောက်လိုက်တာပဲရှင့်စကားရဲ့ပြောပြောကြချက်ကိုတုံ့တက်ခြင်းအရာပေါ့နော်အဲ့ဒီနံပါတ်1အချက်တည်း စောတဲ့ location မှာလေကလေးကိုဘယ်တော့ပဲမပါနဲ့လို့ပြောပြောကလေးရဲ့နေရာမှာသူကသွားပြီးတော့စောတာစိုင်းပိုင်ရှင်ရဲ့နေရာမှာစိုင်းပိုင်ရှင်ဆိုင်ရာသူတို့ပိုင်နာဖြစ်နေတယ်เนาะအဲ့တော့နံပါတ်1သူတီးမှားတယ်ဒီအချက်မှာเนาะအဲ့ပြီးတော့သူတို့ဟောပေါ်သွားစားကြတီးပါညာပေါ့အဲ့ပြီးတော့စိုင်းပိုင်ရှင်အမျိုးသမီးကနံပါတ်2အချက်အဲ့ဒါကိုတွေ့တယ်တွေ့တဲ့အခါကျတော့သူ့ကိုဆိုင်ရဲ့ messenger ကနေပြီးတော့လှမ်းပြီးတော့ပြောတယ် ပြောတိတိုင်အောင်သူဒီယနေ့ဒီအချိန်ဒီနေရာဒီအချိန်ထိတိုင်အောင်အဲ့ဒီရဲ့ဗီဒီယိုဖြတ်ထားခြင်းမရှိဘူးအဲ့ဝန်တန်းရဲ့အကောင့်လေးရဲ့အကောင့်မှာသွားပြီးတော့ကြည့်လို့ရတယ်ဒါနံပါတ်1အချက်ပေါ့နော်အဲ့ဒါပြီးတော့အဲ့လိုမျိုးအပြောခံရတယ်အပြောခံရတဲ့အချိန်မှာစိုင်ထဲမှာစကားကိုပြန်ပြီးတော့ပြောတယ်သူကလေးကိုမပါဘူးလို့ပြောတယ်အဲ့လိုမျိုးဟာသူကလေးကတော့ဖာသူပါတယ်အဲ့ဒါကို तू ကတင်လိုက်တယ်သူအမားသူ तू မသိသေးဘူးเนาะခုထိ အဲ့လိုအပြောခံရတာမတန်ဘူးဆိုပြီးတော့ဆိုင်ထဲမှာပြောလိုက်တယ်အဲ့ဒီအချိန်မှာဆိုင်ကအကြီးကဲတွေလည်းရှိနေတယ်အကြီးကဲဆိုတာမန်နေဂျာအဆိုင်လောက်ပေါ့နော်စူပါဗိုင်ဇာလို့မန်နေဂျာလို့ဖြစ်လောက်တယ်အဲ့ဟာတို့ကလည်းရှိနေတယ်ဘသူပြန်သွားပြောလဲမသိဘူးပေါ့အဲသူဒီအဲ့လိုမျိုးပြန်ပြောရင်နံပါတ်3အတင်းပြောလိုက်တယ်ဆော့တယ်ဟိုက inform လုပ်တယ် inform လုပ်တဲ့အထိကိုမဖြတ်ဘူးအတင်းထပ်ပြောတယ်၃ချက်ဖြစ်သွားပြီနော် ကျင့်နဲ့ရင်ဒဲသွားပြောတာပူပြီးတော့ကောင်းတယ်နော်အဲ့လိုမျိုးပြောတော့သူကအတင်းပြောသလိုမျိုး ဖြစ်တယ်ရှင်တစ်ဖက်လူကလည်းနော်သူ့ရဲ့နောက်ွယ်မှာပြောနေရဆိုတော့ဒါပူပြီးတော့လေဒေါသထွက်တာလည်းဖြစ်နိုင်တယ်ရှင်အဲ့ဒီအချိန်ကြီးကိုဘာမှကိုဘကပြန်မလုပ်သေးဘူးအဲ့ဒီတော့အခင်းဖြစ်ပွားကြတဲ့နေ့အလုပ်ထုတ်ကြတဲ့နေ့မှာပြဿနာတစ်ခုဆိုင်ထဲမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့ဆိုင်မှာတခြားတက်တက်ပေါ့နော်ကောင်လေးနဲ့ကောင်မလေးနဲ့နှစ်ယောက်ကရန်ဖြစ်ကြတယ်မနှက်ခင်းဆိုင်ခင်းနေတဲ့အချိန်မှာ စိုင်နေစိုင်နေဆိုတာမနှက်ခင်းဆိုတာမင်္ဂလာယူလက်ယူရတဲ့အချိန်အဲ့ဒီအချိန်မှာဝန်တန်းတည်တက်နာဖြစ်တယ်ဆိုလို့ရှိရင်စိုင်ရှင်နေရာကနေပြီးတော့ကိုကိုကိုစဉ်းစားကြည့်လိုက်ရှင်တို့လူတိုင်းလူတိုင်းအယောက်တိုင်းအယောက်တိုင်းเนาะဝန်တန်းလောက်ကြတယ်ဆိုလို့ရှိရင်ဝန်တန်းစိတ်ပဲအနေနဲ့မွေးထားရမှာမဟုတ်ဘူးစိုင်ရှင်ဘက်ကနေဒီလိုမျိုးဆိုစိုင်ရှင်ကဘလို့တွေးမလဲဆိုတော့ပထေးအတွေးခေါ်ကိုအုံနောက်ထဲမှာထည့်ထားကြတယ်ကိုအလုံးလိုက်တယ်ဒါမျိုးဆိုလို့ရှိရင်ငါ အဲ့လိုဝန်တန်းဆိုလို့ရှိရင်ငါကြိုက်ပါမလားငါတတိဖြစ်တဲ့အချိန်မှာရှင်တို့အဲ့လိုမျိုးစိတ်မရှိဘူးဆိုလို့ရှိရင်ကိုတိဒီနေရာမှာပဲရက်နေလိမ့်မယ်ကိုတိတတိစိတ်ရှိမှာတတိလိုနေရာကိုရောက်မှာနော်အဲ့အဲ့ဒီတော့ဒီနှစ်ယောက်ကရန်ဖြစ်တယ်ရန်ဖြစ်တော့ကောင်းမလေးကပွဲတိုင်းတော့ဖြစ်လောက်တယ်ဖြစ်လောက်တဲ့အချိန်မှာအဲ့နသူတို့နှစ်ယောက်ရန်ဖြစ်တဲ့အဟာကိုဖြည့်ရှင်းခိုင်းတယ်ဖြည့်ရှင်းခိုင်းတော့မန်နေဂျာနဲ့တခြားစုပါဝိုင်ဇာနဲ့ပေါ့နော်သူတို့နာမည်တွေထည့်ပြောထားတယ်အဲ့ဒီနာမည်စုပါဝိုင်ဇာမရတော့တဲ့အစုံအဲ့ဒီတတိကိုတတ်ပြီးတော့ပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာတတိအမျိုးသားကစင်းလာတယ် เนาะဆင်းလာပြီးတဲ့အခါကျတော့ဒီနှစ်ယောက်ရဲ့ကိစ္စကိုဖြေရှင်းတဲ့အချိန်မှာကောင်မလေးကိုတထည့်အမျိုးသားနေပြီးတော့ပြောတယ်နင်းသီးပွဲတိုင်းကြောင့်ခဏတိုင်းဖြစ်နေတဲ့အတွက်ကိစ္စကြီးတော်တော်များများနင်းပါနေတဲ့အတွက်နင်းပြဿနာခဏတိုင်းဖြစ်တဲ့နင်းသီးအလောက်ထွက်လို့ပြောလိုက်တယ်အလောက်ထုတ်လိုက်တဲ့တထည့်ရအဲ့ဒီအချိန်မှာဒီပြဿနာပေါ့เนาะတထည့်ရဲ့ဓက်ခံထဲမှာဒေါသဖြစ်နေပြီเนาะเนาะဒီနှစ်ယောက်ဖြစ်တဲ့ဟာဒီနှစ်ယောက်ဖြစ်တဲ့ဟာပြီးသွားတယ်အဲ့ဒါပြီးတော့သူ့ဘက်ကိုလှည့်လာတယ်လို့သူပြောတယ်ဘာဖြစ်လို့လဲဆိုတော့နံပါတ်3အချက်သူဒီအတင်းပြောထားတာဖြစ်တဲ့အတွက် เนาะသူဒီဒီလိုမျိုးအပြောခံရတာမတန်ဘူးလို့ပြောတဲ့အတွက်တတိသည်စစ်လက်စနဲ့เนาะဒါကြောင့်တတိရဲ့စစ်ကမထားတတ်တာဖြစ်သွားတယ်ပေါ့เนาะအဲ့မှာသူ့ကိုချက်ချင်းတန်ပလန်ပြီးတော့မေးလိုက်တယ်เนาะဟိုတယောက်ကိုအလုံးထုတ်လိုက်တာဖြစ်တဲ့အတွက်နင်ရောဘာဖြစ်ချင်တာလဲမင်းရောဘာဖြစ်ချင်တာလဲလို့မေးတဲ့အချိန်မှာတတိနဲ့ဒီကောင်လေးနဲ့ဒီတတိနဲ့ဒီကောင်လေးနဲ့ရပွဲဖြစ်သွားပြီအဲ့မှာဆိုလို့ရှိရင်သူတို့အခြေတင်စကားတွေပြောကြလိမ့်မယ်အဲ့ဒီအချိန်မှာတတိသည်ဒေါသဆက်ပြီးတော့ထွက်လာလိုက်တယ်ခုနတက်ခံရှိပြီးသားเนาะသူများဒေါသဖြစ်နေတယ်ဆိုလို့ရှိရင် ကိုဒီပပနန်းနန်းနဲ့စင်ကျင်ရတယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒေါသထွက်တဲ့အချိန်မှာလူတွေကစိတ်ကကြည်လင်နေတဲ့အရန်ကိုပျော်ရွှင်နေတယ်ဆိုလို့ရှိရင်ဟဲ့ဟိုကောင်မဖော်လောင်မော်နီရုပ်ကိုစိုးနာပဲဆိုဟုတ်တယ်ဘာဖြစ်တုံးဆိုပျော်ပျော်ရွှင်ရွှင်ပဲပြီးသွား။ကိုကစိတ်ကဒေါသဖြစ်နေတယ်အဲ့လို negative တွေများနေတယ်ဆိုလို့ရှိရင်ဟဲ့နင်းလှလိုက်တာဆိုစကမငါလာပြီးရွက်ပြောနေတာအဲ့လိုမျိုးပြန်ပြောတဲ့အထီးကိုတုံ့ပြန်တတ်ကြတယ်လူတွေရဲ့ဒေါသကအဲ့လိုပဲအဲ့တော့ကိုဒီပပနန်းနန်းနဲ့ ပြောရမှာအဲ့ဒါမှ तू ကရန်ပြန်တွေ့တာဖြစ်လာတယ် तू ပြောထားတဲ့ပုံထဲမှာနော်ဒီဝန်တန်းကောင်လေးပြောထားတဲ့ဟာကိုပဲသုံးသက်ချက်နော်ဖြစ်လာတယ်ဖြစ်လာတဲ့အခါကျတော့အဲ့ဒီမှာဟိုကလက်နဲ့ညွှယ်လိုက်တာဖြစ်လာမယ်လောက်ရင်လောက်ကြည့် तू လည်းငိမ့်ခံမနေဘူးလို့ဝန်တန်းကောင်လေးကပြန်ပြောလိုက်တဲ့အချိန်မှာဟိုကထိုးချလိုက်တာအဲ့တော့ပထမတစ်ချက်တထင်းဒေါ်သာထွက်တာဟာမားတယ်နော်အဲ့ဒါပြီးတော့ထိုးချလိုက်တာမားတယ်မားပြီးတော့ခါတထင်းလဲအဲ့ကောင်လေးကိုချက်ချင်းအလုံးထုတ်လိုက်တယ် နော်ဘယ်လိုနော်အကူထွန်းလက်ရွယ်တွေကနော်သူကကောင်းကောင်းမွန်မွန်နဲ့ဒါဖြေရှင်းပြဿနာအလောက်ထိဖြစ်မှာမဟုတ်ဘူးရှင့်ကိုထွန်းကလည်းနော်ပထမသူကလည်းပြဿနာတက်ထားတဲ့အချိန်နဲ့ဆိုတာနှစ်ခုပေါင်းပြီးတော့ဒါရောသွားတာရှင့်ဒီနေရာမှာ၃ချက်เนาะသူမပြီးတဲ့ခါကျအမအပေါ်မှာနောက်ထပ်ဆက်မှာပြောသူဒီတထင်းနဲ့ရံဖြစ်တယ်နံပါတ်၄အချက်တထင်းကိုပြန်ခံပြီးတော့ပြောတယ်ကိုအမကိုမသိနိုင်နဲ့เนาะ၄အချက်ဒါဒီသူတို့ဆိုင်ထဲမှာဖြစ်တဲ့ပြဿနာပြီးသွားလဲအပြောတထင်းရလဲဒီကောင်လေးကိုမောင်းထုတ်လိုက်တယ် ကောင်လေးရဲ့ပြစ်ချက်ကဒီဟာတတိယပြစ်ချက်ကကြပါလဲဆိုလို့ရှိရင်နံပါတ်1ကောင်လေးကိုကိုတိလက်ရောက်လှုပ်လိုက်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ तू ကတတိယဒေါ်တာကိုဇက်ရှိန်ညှင်းပစ်လိုက်တာဖြစ်တဲ့အတွက်เนาะကောင်ဝန်ထမ်းကောင်လေးကဇက်ရှိန်ညှင်းပစ်လိုက်တာတတိယသူ့ကိုကိုတိလက်ရောက်လှုပ်ချလိုက်တယ်နံပါတ်2အလုပ်ထုတ်လိုက်တယ်တတိယပြစ်ချက်ကဒီနှစ်ချက်အဲ့ဒါပြီးတော့ကောင်လေးဒီရက်မသွားပါနဲ့တက်တော့ပေါ်မှာစက်တိုက်စက်တိုက်တွေစက်ပြီးတော့တင်းတယ်တင်းပြီးတဲ့ခါကျတော့ဒီဆိုင်ရဲ့ဟာဒီနံပါတ်တွေပါတယ်ဆိုင်ရဲ့ဒီတတိယနံပါတ်တွေပါတယ်เนาะ တတိယနံပါတ်ပြီးပြခါကြသူတို့ပြည့်ပြတ်တက်တက်အကြောင်းညာတွေအကုန်လုံးကိုပြောပြရခါကြသူဒီစက်တိုက်စက်တိုက်တင်းနေအဲ့တော့တတိယကောင်းလေးကတကယ်လို့မကျင်နိုင်ဘူးဆိုတော့တတိယကိုဆွဲလို့ရတယ်တရားဆွဲလို့ရတယ်အမှုကနှစ်ခုရှိတယ်နံပါတ်၁ကိုထိလက်ရောက်ကျူးလို့နော်နံပါတ်၂အလုံးထုတ်တာနော်အဲ့တော့ကိုထိလက်ရောက်လုံးလိုက်တာလေနော်သူတို့ဘက်ကပြန်ပြီးတော့ခြေပောင်းမယ်ဆိုခြေပောင်းလို့ရတယ်နောက်တစ်ခုကကြတော့လေ ဒီအလုတ်ထုတ်လာတဲ့အကြောင်းချင်းပေါ့နော်သူဒီစီကမလိုက်နိုင်တာဖြစ်တဲ့အတွက်အဲ့ဒီတော့ဒီဟာနှစ်ခုပေါ့နော်ကောင်လေးကတရားစွဲမယ်ဆိုလို့ရှိရင်နံပါတ်1နောက်နောက်တစ်ချက်အထေးဘက်ကနေကောင်လေးကိုဝန်ထမ်းကောင်လေးကိုတရားစွဲမယ်ဆိုလို့ရှိရင်ဒီနှစ်ချက်နဲ့နှစ်ချက်နော်သူကတထေးဘက်ကမာတာဒီနှစ်ချက်ပဲကောင်လေးဒီနံပါတ်1တက်တော့ဆိုင်ထဲမှာရိုက်တယ်နံပါတ်1နော်အဲ့ဒါဆိုင်ရဲ့ privacy ကိုချိုးဖောက်တဲ့လိုမျိုးဖြစ်တယ်ဝန်ထမ်းစီကံကိုမလိုက်နာတာဖြစ်တယ်ပြီးရက်ခါကျကလေးတုံရဲ့ TikTok ထဲမှာပါနေတာ TikTok ဒီကလေးတွေပဲအရွယ်မှစောရတာလဲဆိုတာလူတိုင်းသိတယ်เนาะ TikTok အကောင့်ကပဲအရွယ်မှဖွင့်လို့ရတယ်ဆိုတာသိတယ်ဒါပေမဲ့လူတွေကတော့စောနေကြသေးတယ်เนาะအဲဒီနံပါတ်1အချက်အဲ့တော့ကိုယ်ကလေးရဲ့ privacy ကိုချိုးဖောက်တယ်ဆိုပြီးတော့တရားစွဲလို့ရတယ်နံပါတ်3စကားရှုပ်တာเนาะစကားပြန်ပြောတာအဲ့ဒါပြီးရခါကျတော့ဒါတွေကဒီလိုမျိုးရိုးရိုးတန်းတန်းပဲပြီးသွားတယ်ထားအောင် ဆိုရှယ်မီဒီယာပေါ်မှာတက်ပြီးတော့ပြောတာ66ကာဒီဆွဲလို့ရတယ်ထပ်ပြီးတော့နောက်တစ်ခုကသူတို့ရဲ့နာမည်လေးပါတက်ပြီးတော့ပြောတာ ਨੇ အတေးဖြန်းဖို့အဲ့တော့ဒီဘက်ကနှစ်ခုဒီဘက်ကဗနက်ခုမြောက်အစ်တေကိုကျူးလွန်ထားပြီလဲဆိုတာသိလိုက်နော်အဲ့ဒါအဲ့ဒီကြတော့ဘသူမှန်လဲဘသူမှားလဲဆိုတော့ရှင်တို့ပါရှင်တို့ဆုံးဖြတ်ပြီးတော့ဘယ်ဟာဖြစ်တယ်လဲဘယ်ဟာမဖြစ်တယ်လဲဆိုတော့ကိုယ့်ဟာကိုယ်လောက်မှာတည်းစင်ကာပူမှာဆိုလို့ရှိရင်ဝန်ထမ်းတွေကိုနော်ဒီစိုးစေးအောင်မှာအလုပ်လုပ်တဲ့လူတွေဆိုလို့ရှိရင် uniform ဝတ်ပြီးတာ ਨੇ ညဖနက်နဲ့ဂျုံကိုလာခွင့်မရှိဘူး နော်အလုပ်ကိုလာဝင်မရှိဘူးအဲ့လိုမျိုးတွေတောင်ရှိတယ်ယူနီဖောင်းနဲ့တက်တော့မစောရဘူးအဲ့လိုမျိုးတွေတောင်ရှိတယ်အဲ့ဒါဆိုချက်ချင်းအလုပ်ထုတ်တဲ့အထိရည်ရွယ်လို့ရတယ်အဲ့တော့ကိုတီးပါစီကန်းတွေထောက်ထားတာလေကိုတီးပါတွေလုတ်ထားတာလေဆိုတော့ကိုကိုကိုသူများမပြောခင်ပြန်ပြီးတော့သုံးသပ်ရမှာဖြစ်တယ်အဲ့ဒီတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်တတ်တာ တကယ်ကျင်းတို့လည်းဘသူမှလည်းမှန်လဲဝေဖန်ခဲ့ကြအောင်နော်တကယ်တော့ तू ကမပိုးကြဖြူခင်လမ်းပြောရဲရနော်အဲ့တတော့ပုတ်ကူဖြတ်ပြီးပြီးတော့တောင်းမှန်လိုက်ရင်ဒါပြီးသွားပြီရှင့်ပြဿနာထပ်ပြီးဖြစ်เสียအကြောင်းမရှိတော့ဘူးနော် तू ကဆိုင်ုံရောက်ပြီးတော့ဒါအတင်းတုတ်တော့ဒါဟိုကလည်းမကျေနပ်တာလည်းဖြစ်မှာရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်